အာဆင်နယ်ကွင်းလင်ကစားသမားဒက်ကလန်ရိုက်စ်ဟာရီယယ်မက်ဒရစ်ကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်မှာဖရီကစ်နှစ်ဂိုးသွင်းယူပြီးတဲ့နောက်ချန်ပီယံလိပြိုင်ပွဲသမိုင်းတလျှောက်ရှုံးထွက်အဆင့်တွေမှာပွဲစဉ်တစ်ပွဲအတွင်းဖရီကစ်ဂိုးနှစ်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဧပြီလ8ရက်အင်္ဂါနေ့ကကစားခဲ့တဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်မှာ အာဆင်နယ်အသင်းကရီယယ်မက်ဒရစ်အသင်းကို3ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီးအဲ့ပွဲမှာဒက်ကလန်ရိုက်စ်ဟာပွဲချိန်58မိနစ်နဲ့မိနစ်80တို့မှာရရှိခဲ့တဲ့ဖရီးကစ်တွေကိုတိုက်ရိုက်ကန်သွင်းပြီးအာဆင်နယ်အသင်းအတွက်2ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ် ချန်ပီယံလိပြိုင်ပွဲသမိုင်းတလျှောက်ရှုံးထွက်အဆင့်တွင်ရှုံးထွက်16သင်း၊ကွာတာဖိုင်နယ်၊ဆီမီဖိုင်နယ်နဲ့ဘောလုပွဲမှာဖရီကစ်၊၂ဂိုးသွင်းနိုင်တဲ့ကစားသမားမရှိခဲ့ပေ။ဒက်ကလရက်စ်ဟာအဲ့လိုစွမ်းဆောင်နိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။အသက်26နှစ်အရွယ်အင်္ဂလန်လူရေးစဉ်ကွင်းလယ်ကစားသမားဒက်ကလရက်စ်ဟာကစားသမားဘဝတလျှောက်ဖရီကစ်ကိုတိုက်ရိုက်ကန်သွင်းပြီးဂိုးသွင်းပူခြင်းလုံးဝမရှိခဲ့ပေ။အခုရီယယ်မက်ဒရစ်အသင်းကအနိုင်ရတဲ့ပွဲမှာမှဖရီကစ်ကိုနှစ်ဂိုးသွင်းယူပြီးစံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။